အားလုံးပဲမင်္ဂလာပါရှင်။ခစ်တိမန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်အစိုးရပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့်စစ်ကောင်စီဗိုလ်မှူးကိုကြီးအပေါဝင်တပ်သားတရာခန့်တည်ဆုံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ချင်းတော်လိုင်းရေးတပ်များဖွဲ့စည်းထားသောချင်းပြည်အစိုးရစစ်တပ်တိုက်ခိုက်မှုကြောင့် စေကောင်စီဤပုံမှုပို့ကြီးအစဉ်အရာရှိများပါဝင်တပ်သားတရားခန့်တည်ဆုံသွားကြောင်းချင်းလန် Ministry of Different မှရှင်းလင်းထုတ်ပြန်ထားပါတယ်။ချင်းပြည်အစိုးရကောက်ွယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိသောချင်းအမျိုးသားတပ်မတော်နှင့်ဒီတန်တရကောက်ွယ်ရေးတပ်ဖွဲ့များဖြင့်ဖွဲ့စည်းထားသောချင်းလန်အစိုးရတပ်ဖွဲ့၏စစ်တောင်းတင့်နှစ်တို့နှင့်စေကောင်စီစစ်တပ်တို့အကြားကလေးခံကုန်ဖလန်နှင့်တီးတိမ်မှုနယ်တို့တွင်တိုက်ပွဲများဖြစ်ပွားနေသည်ဟုဆိုပါတယ်။ ်ချိုးတိုက်ပွဲများအတွင်းစစ်ကောင်စီတပ်သားတရာခန့်တည်ဆုံသွားပြီးလက်နက်ခရမ်းများနဲ့စစ်တုံးပန်းအချို့အားလက်ရဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်းချင်းလန်း Ministry of Defense ကထုတ်ပြန်ထားပါတယ်။ချင်းပြည်အစိုးရစစ်ကြောင်းတစ်သည့်မိဖန် Fakot PDF ကျောင်းသားတက်မတော် EVSDF PDF ခရိုင်တရင်များပကဖားများ Your Different Phone YDF တို့ဖြင့်လက်တွဲ၍ကလေးနှင့်ကံကောမျိုးတို့ကြားတွင်စစ်ကောင်စီတပ်အားတိုက်ခိုက်နေသည်ဟုသိရပါသည်။ချင်းပြည်အစိုးရစစ်ကြောင်းနှင့်မှာ ချင်း National Different Form CMDF PDF ဆိုလန်စာတိမိဖက်အဖွဲ့များနှင့်လက်တွဲ၍ဖလန်းမျိုးဝေဘူးလာမျိုးတီးတိမ်မျိုးနှင့်ခိုင်ခမ်းမျိုးတို့တွင်စစ်ကောင်စီတပ်အားတိုက်ခိုက်နေသည်ဟုသိရပါသည်စစ်ကောင်စီသည်လေကြောင်းအပြင်ဒရုန်းများဖြင့်တိုက်ခိုက်နေတော်လေချင်းလန်အစိုးရတပ်ဖွဲ့နှင့်မဟာမိတ်အဖွဲ့များမှပူးပေါင်းတိုက်ခိုက်နေပြီးစစ်ကောင်စီတပ်သားတရာခန့်ကိုချေမုန်းနိုင်ခဲ့သည်ဟုထုတ်ပြန်ချက်ကဖော်ပြပါရယ်။ကလေးနှင့်ခံကောမျိုးနယ်တို့ကိုစစ်ကောင်စီသည်နိုဝင်ဘာလ6ရက်တွင် Fighter Jet ဖြင့်၄ချိန်၊နိုဝင်ဘာလ14ရက်တွင် Fighter Jet ဖြင့်8ချိန် ဝိုင်းတွဲဖြင့်တစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်းဆိုပါတယ်။ရှင်းဖြင့်နိုဝင်ဘာလ15ရက်တွင် Fighter Jet ဖြင့်နှစ်ကြိမ်၊နိုဝင်ဘာလ16ရက်တွင် Fighter Jet ဖြင့်နှစ်ကြိမ်၊ဝိုင်းတွဲဖြင့်ပုံအလုံး90ခန်း၊နိုဝင်ဘာလ18ရက်တွင် Fighter Jet ဖြင့်၄ကြိမ်၊လေးကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းပြောပါတယ်။ဖလံဝေဘူလာတီတိန်နှင့်ခိုင်ကမ်းမျိုးတို့တွင်စစ်ကောင်စီသည်နိုဝင်ဘာလ18ရက်တွင် Fighter Jet ဖြင့်နှစ်ကြိမ်၊ Y-12 ဖြင့်တစ်ကြိမ်လေးကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟုဆိုပါသည်။ ဆက်လက်ပြီးမြန်မာနိုင်ငံတွင်တရားမဝင်ကုန်သွယ်ရေးနှင့်ကြားဖြတ်ငွေလိမ်လုပ်ငန်းများမှငြိမ်းချမ်းရေးယူထားသောတိုင်းဒေသနဲ့ကိုင်းများနေကြာဆောင်တက်များကြောင့်ဟူမင်းအောင်လိုက်နှင့်စောမင်းထွန်းကတလီတန်နှင့်အပြစ်ဖို့တယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်နေဆက်ကိများပိတ်ထားရမှုတရားမဝင်ကုန်သွယ်ရေးများကြီးထွားလာမှုနှင့်ကြားဖြတ်ငွေလိမ်လုပ်ငန်းများမှငြိမ်းချမ်းရေးရယူထားသောတိုင်းဒေသနဲ့ကိုင်းများနေကြာဆောင်တက်များကြောင့်ဟူမင်းအောင်လိုက်နှင့်စောမင်းထွန်းကတလီတန်နှင့်အပြစ်ဖို့ပြောဆိုလိုက်ကြပါတယ်။ နိုဝင်ဘာလ16ရက်နေ့မော်လမြိုင်ခီးစင်တွင်အကြံဖတ်မင်းအောင်လိုက်ကမြန်မာနိုင်ငံတွင်တရားမဝင်ကုန်သွယ်ရေးများဆောင်ရွက်နေသူများမှငြိမ်းချမ်းရေးရယူထားသောတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြောင်း၎င်းတို့၏ကိုကြိုးစည်းပွားအတွက်တရားမဝင်ကုန်သွယ်မှုများတွင်ပါဝင်ပတ်သက်လျက်ရှိကြောင်းအပြစ်တင်ပြောဆိုခဲ့ပါသည်။နေဆက်ဒေသများတွင်တည်ငြိမ်အေးချမ်းမှုအားနည်းလာသဖြင့်တချို့သောနေဆက်ကိတ်များကိုပိတ်ထားရကြောင်းတချို့သောအခွင့်အရေးများငြိမ်းချမ်းရေးရယူထားသောတိုင်းဒေသနဲ့နိုင်ငံအဖွဲ့အစည်းများအနေဖြင့်နိုင်ငံတော်အပေါ်သစ်စာဆောင်တည်မှုမရှိပဲ၎င်းတို့၏ ကိုဂျိုးစည်းပွားအတွက်တရားမဝင်ကုံသွဲမှုများတွင်ပါဝင်ပတ်သက်လျက်ရှိကြောင်းထိုကဲ့သို့တရားမဝင်ကုံသွဲမှုများဆောင်ရွက်ခြင်းဖြင့်နေဆက်တီတာရှိလက်ကင်အဖွဲ့အစည်းများကိုသက်ဆိုးရှိနိုင်မည်ဖြစ်ကြောင်းမြောက်လိုက်ကအပြစ်တင်ပြောသွားပါသည်အလားတူယနေ့ထုတ်ပြန်သောစစ်တပ်ရေးဘွားရဖြန့်သတင်းစာများတွင်ကြားဖြတ်လုပ်ငန်းများနှင့်ပတ်သက်၍ EAO, KNU, KNL နှင့် MCA လက်မှတ်ရေးထိုးထားသောတချို့သော EAOS များနေကြာဆောင်တက်များကပေါဝင်လျက်ရှိကြောင်းအကြံဖတ်ဆော်မင်းထွန်းကအပြည့်ပို့ပါသည်။ 2021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့ရောက်ပြီမျိုးနဲ့အလန်းကွာနေတဲ့ခုနာကနေမြေတွေမှာတိုင်းဒါလက်နက်ကိုင် EAO, KNU, KNLA အဖွဲ့ပြီးရင် MCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အချို့သော EAO အဖွဲ့တွေပြီးရင်နေကြာဆောင်တပ်ဖွဲ့အမေရိကန်တပ်ဖွဲ့တွေဝင်ရောက်လုက္ကိုင်နေတာဖြစ်ပါတယ်။အဲ့ဒီလူတွေကိုပဲချင်းကပ်ပြီးတော့ခိုးချိုးရှာစီးပွားရေးသမားတွေကတော့အဲ့ဒီလူတွေနဲ့ဆက်ဆက်ပြီးတော့ဒီလုပ်ငန်းတွေကြာဖြန့်ကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်ဟုအကြံဖတ်ဆော်မင်းထွန်းကဆိုပါတယ်။ ရွှေကုတ်ကိုမြို့တက်မှာမြန်မာရထိုင်း International Hoarding Group ကြောက်ခတ်နေမြေတွင်ကြောက်ခတ် Great Russell ကုမ္ပဏီတို့ကပါဝင်ပတ်သက်နေကြောင်းအကြံဖတ်ဆော်မင်းထွန်းကပြောဆိုပါရယ်အကြံဖတ်စစ်တပ်ကစစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာနေသောတိုင်းပြည်မတည်ငြိမ်မှုများအတွက်တိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းများတွင်အထူးကတာဝန်ရှိကြောင်းဖြစ်တင်ပြောဆိုမှုများကိုမကြာခဏလှုံ့ဆော်လေးရှိပါရယ် ဆက်လက်ပြီးကဏီမျိုးနယ်မင်းအိုရွာအနီးသို့စစ်တပ်ကတိုက်လျင်နှစ်စင်းဖြင့်ပုံကျဲမှုအမျိုးသမီးတအူးသေးဆုံးပြီးပြည်သူနှုတ်ဦးတန်ရာရရှိတယ်ဆိုတဲ့သတင်းကိုထင်ဆက်ပြီးသားမှဖြစ်ပါတယ်။စကိုင်းတိုင်းကဏီမျိုးနယ်မင်းအိုရွာအနီးသို့စစ်တပ်ကတိုက်လျင်နှစ်စင်းဖြင့်ပုံကျဲချခဲ့ရာအမျိုးသမီးတအူးသေးဆုံးပြီးပြည်သူနှုတ်ဦးတန်ရာရရှိခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ17ရက်နေ့ညနေ3:30မိနစ်အချိန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲခဏညွတ်နယ်မင်းအိုကျေးရွာအနီးသို့ထိုက်လျင်ဖြင့်ပုံကျဲချသွားခြင်းဖြစ်ကြောင်း အဆိုပါတိုက်လေရင်များမှာမေတီလာမျိုးနဲ့ရှမ်းတက်လီတက်စခန်းမှာတက်လာခြင်းဖြစ်ပြီးဖြူသူများနေထိုင်သောကြီးပါများကိုရည်ရွယ်ချက်ရှိရှိပုံများကျေချသွားခြင်းဖြစ်ကြောင်းသိရပါတယ်။မင်းအိုရွာအနောက်ဘက်မြေစင်းကုန်းတောင်ဘက်ကိုဘုံပစ်ခတ်ကျေသွားတာပါ။ကျေချတာကဘုံငါးလုံးကျေချတာ။ရှာကင်းမှာနှမ်းရိပ်နေတဲ့တရက်ပင်ရွာသူအသက်30နှစ်အရွယ်အမျိုးသမီးတအူဦးကောင်းကြည်ထိမှန်တည်ဆုံနေ။တခြားပြည်သူနှစ်ဦးလည်းဒဏ်ရာပြင်းထန်ပါတယ်။မြေပြင်မှာတော့ဘာတိုက်ပွဲမှမရှိဘဲနဲ့အကြောင်းမဲ့လာပြစ်သွားတာဟုဒေသခံပြည်သူတအူကပြောပါတယ်။ နိုဝင်ဘာလ17ရက်နေ့ကလည်းကဏီမြို့နယ်ဝင်းမနာတိုက်နယ်စည်းရုံးကိုစစ်တပ်ကစက်တက်လေးပြီးဖြင့်ပုံကျဲချတဲ့ဖြင့်ပြည်သူ၈ဦးသေဆုံးခဲ့ပြီး52ဦးထဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ခစ်တင်မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတို့များတင်ဆက်ပြီးနေမှာမဟုတ်စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။